နှွေလေပြေသည်မအေးမြလေတိုးဝေ့သွား၍ဖုံမုံတွေလူထလာယုံတရွတ်တွေပိုကျွေလာယုံသာရှိခဲ့သည်မအေးသည့်အပြင် ပူဆက်ရှာရှာဖြစ်ခဲ့ကမခံချိမခံသာနိုင်နေခဲ့သည်ရက်ကြွေတအုပ်မှရက်တရာမရနိုင်ပဲလေဝေ့တိုင်းလိုက်ပါလွင့်မျောနေကြသည်စင်နရွတ်တကားတွန့်ဖွန့်ထွက်လိုက်လဲစီယုံစင်းကြံပေါ်တွင်မှနားခိုရောက်ရှိနေသောရွက်ချောက်ကြွေတချို့ကိုတွေ့လိုက်ရလေသည် သူ့ဆေးရုံကိုအလွန်တန့်ရှင်းစွာမြင်လို့လှတော့မြို့နယ်ဆရာဝန်ကြီးမှာဖုန်ထူရွက်ကြွေသောနှွေကိုဖြင့် စီကံကန့်တက်ရမည်မဟုတ်တော့ပါဘူး။ဆေးရုံကိုတပတ်လှည့်ပတ်ပြီးလင်းပင်သူ့ဒူတီကုတ်ဖြူတစ်ထဲလုံးဖုန်ရောင်ထလာတက်သည့်နှွေဒေါက်တာဦးအောင်မြင့်သည်ညာဖက်လက်မှဒုတ်ကောက်ကိုအားပြုလျက်စင်းကြံတလျှောက်ရှောက်လာခဲ့သည်။သူ့ရဲ့အရက်မမမြင့်မြင့်ကိုလုံးကိုထဲထွက်ထွားတွင်ဒုတ်ကောက်တန်တထောက်ထောက်ပြီးဖြည်းဖြည်းလမ်းလျှောက်လာဟန်သည် ဒီမျိုးစီယုံလေးရဲ့အမှတ်တင်ကြတာတဖွဲဖြစ်နေခဲ့ပြီ။ဒီမျိုးလက်မျိုးကဥအောင်မြင်းမွေးဖွားကြည်ပြင်းခဲ့ရာဇာတိမျိုးလေးဖြစ်သည်။စင်ဆက်ပြည့်စုံကြွယ်ဝခဲ့သောဥအောင်မြင်း၏မျိုးရိုးကမြေလက်မျိုး၏အစင်လာရှိသော မျိုးမီမျိုးဖားထဲတွင်ပါဝင်ခဲ့သည်။သူကြတော့တပါတာဆက်ပိုင်းလဲပိုင်းကုံတဲ့ပွဲစားကြားမှာဆရာဝန်တဦးဖြစ်လာခဲ့သည်။သူဝဒနာကြည်သောခွဲစိတ်ကူပညာဖက်တွင်ပို၍လိုက်စားထူးထွန်လာခဲ့သည်။ ခွဲစိတ်ကူပါရကူဘွဲရတူဖြစ်လာဖို့စ조사လေးလာမှုအကောင်းလား၍သူရှိအလားလာမှလည်းကောင်းမွန်ခဲ့သည်သူထိခိုက်ဒဏ်ရာမရခင်ထီဆိုပါတော့လေလွန်ခဲ့သော၁၂နှစ်ကျော်ကာလရှမ်းကုန်းမြင်းမြင့်တနေရာတွင်သူလိုက်ပါခဲ့သောကားတိမ်မောက်သည့်ထိခိုက်မှုတစ်ခုနှင့်ကြုံခဲ့ရသည်ကားပေါ်အတူပါသည့်ကွင်းစင်းစီကုသအဖွဲ့ကဝန်ထမ်းများခမည်းဒဏ်ရာကိုစီရကြသည်မနှင်းအေးမီသော နက်စလီတူဦးသည်မူပြင်းထန်လာသောဒဏ်ရာနှင့်ပင်လမ်းတနေရာမှာဆုံးပါခဲ့ရသည်။အောင်မြင်ကအထိကိုက်ဆုံးသူဖြစ်ခဲ့သည်လေ။ချစ်သူအနှင်းဒဏ်ရာခံစားနေသည်ကိုမြင်နေရလျက်မလှုပ်မရှံကြည်နေခဲ့ရသည့်အဖြစ်ချစ်သူကိုဆုံရှုံလိုက်ရကနာတာရှည်ဝေဒနာတစ်ခုကိုလည်းရရှိခဲ့ပါလိမ့်၏။ကြောရိုးစစ်တနေရာတွင် ထိခိုက်မိသောဒဏ်ရာကြောင့်ကိုအောက်ပိုင်းလှုပ်ရှားနိုင်စွမ်းနေပါသွားမှုကိုလာညင်ချီ၍ကုတာကနှစ်နှစ် ကုတကနှစ်နှစ်ချီ၍ပြန်လည်လေ့ကျင့်ခဲ့ရသည်သူရဲ့ဆရာဝန်တူအဖြစ်ရက်တီနေလိုသေးသောစိတ်ဆန္ဒနှင့်လေ့ကျင့်ကြိုးစားမှုများကြောင့်သာပြန်လည်ကျန်းမာလာနိုင်ခဲ့ခြင်းပင်ဆရာဝန်တူ၏တာမန်လုပ်ငန်းဆောင်တာမျှကိုပြန်လည်လှုပ်ဆောင်လာနိုင်ခဲ့သည်သူဝါဒနာရှိဆုံးသောလုပ်ငန်းတစ်ခုကိုတော့လက်လွတ်ဆုံးရှုံးခဲ့ရတော့သည်ခွဲစိတ်ကုတမှုများကိုသူမစွမ်းဆိုင်နိုင်တော့ပေဇာတိမျိုးမှာစည်းုံတွင်ပင်သူ့ကိုတာဝန်ချထားပေးခဲ့သည်ဆယ်နှစ်ကျော်ခဲ့ပြီခွဲစိတ်ကုတမှုများအတွင်မြို့နယ်ဆရာဝန်ကမစွမ်းဆောင်နိုင်သဖြင့် မြေလက်မြို့မှာခွဲစိတ်အတုကုဆရာဝန်များကိုအချိန်အခါမတင်သေးပဲရရှိလာခဲ့ပါလေ၏ခွဲစိတ်ကုသလူနာဆောင်နှင့်ခွဲစိတ်ကုသခမည်းကိုလည်းတက်လွင်တက်ရက်သောအဆောက်အုံတင်များဖြင့်မြေလက်စည်းုံကပိုင်ဆိုင်ခွင့်ရလာခဲ့သည်ထိုအဆောက်အုံတင်များကတော့ဥအောင်မြင့်ဤမိဘများစေတနာဌာနပြီမြေလက်မြို့စက်တထေးဥပြင်းနှင့်ဒေါ်သေးသွေစေတနာဟူသောဂမီးဂပီးစာတန်းရေးထိုးထားသည့်ခွဲစိတ်ဆောင်သို့နေ့စဉ်မရောက်ပဲမနေနိုင်ဖြစ်ရသည်ကသူရဲ့စေတစာတစ်မျိုးလားထင်သည်လေ တငယ်ချင်းဟန်တင်ပြောင်းရွှေ့ရမည်ဆိုသောပြောင်းရွှေ့ရမည်ဆိုသောအောင်မြင်စိတ်ပြတ်အားလျော့သည်သူရဲ့ခွဲစိတ်ကုသပညာရဲ့အပေါ်အထူးတလဲစိတ်ဝင်စားမှုကိုဟန်တင်ကတော့နားလည်စာနာသူဖြစ်ပေ၏အခြားခွဲစိတ်ဆရာဝန်တူဦးဖြင့်အထူးသဖြင့်မိမတယောက်အနေနဲ့ဒီလိုနားလည်တတ်မှုရှိနိုင်ပါမည်လားသူကုသချင်းဆိုင်ရာမှာဝင်ရောက်ဆက်ဖက်သည့်အထင်ရောက်ဖို့ကများလေ၏။သူမလုံနိုင်တဲ့အလုပ်တစ်ခုကိုမိမတယောက်ကလာရောက်လုပ်ကင်ပေးမည်ဆိုတော့လေအောင်မြင်စိတ်ထဲကမကောင်းခြင်း မြန်မာပြည်မှာအရေးအတွက်အလွန်နှေးပါသေးသောအမျိုးသမီးခွဲစိတ်အထုကုအဖြစ်ဒေါက်တာခင်ဦးနွယ်ကရန်ကုန်မြို့စီးုံကြီးတရုံမှာသူ၏မြေလက်စီးုံတို့ပြောင်းရွှေ့ဝင်ရောက်လာမည်ဆိုပဲနောက်တော့ကြာရှည်စွာမအံ့ဩလိုက်ရာစီလောကမှာကျင်းဝန်းသလောက် စီလောကသားတို့ရဲ့အပြန်အနှံ့ရှိနေတက်ပြရာဒေါက်တာခင်ဦးနွယ်ရဲ့ကိုရေးရာဇဝင်ကမြေလက်တို့ပြန်လွင့်ရောက်နှင်လာခဲ့တော်သည် သူမတွင်မြို့နယ်လေးတစ်ခုမှာလာရောက်ခုနေချင်းစရာအကြောင်းချက်ခိုင်လုံနေခဲ့သည်ပဲ။ ဥဟန်တင်လက်ထက်ကခွဲစိတ်ကုသစွမ်းဆောင်နိုင်မှုဖြင့်တည်င်းကြီးခဲ့သောသူ့စည်းရုံကိုအိမ်ထောင်ပြက်ခဲ့သလိုစိတ်ဓာတ်လည်းပြက်ပြားခြင်းပြက်ပြားနေမိအမျိုးသမီးတယောက်လက်ထဲသို့ထူအပ်ရတော့မည်အဖြစ်ကဥအောင်မြင့်ကိုရင်လေးနေခေနေစီခဲ့တာလည်းအမှန်ပဲသူမမြေလက်သို့ ရောက်ရှိလာပုံကမူတိတ်တိတ်ဆိတ်ဆိတ်ဖြစ်သည်စည်းရုံအဖွဲကဘူဒာယုံမှာကြိုကြဖို့စီစဉ်ထားပြီမယ်သူမရောက်လာတော့ဘယ်သူမှမတိလိုက်ကြရပြီ ဦးအောင်မြင့်၏ရုံခန်းကိုသူမဘာသာရှာဖွေတွေ့ရှိဝင်ရောက်လာခဲ့သည်။ကျမဒီစည်းရုံကို transfer ကြတဲ့ခင်ဦးတွေပါဆရာ။သူ့ရဲ့ကြီးမားသောကျွန်းစပွဲရှိတွင်ရက်လာသောအမျိုးသမီးငယ်ကိုကြည့်ကဦးအောင်မြင့်ခိတ္တမင်တက်မိနေပေ၏။ငါဘေးငါလက်မခံရှိမည်ဖြစ်သောသူမအရက်နှင့်မလိုက်ဖက်စွာပါလျရသောကျမ်းမာရေးကောင်းမှုလည်းမရသောအမျိုးသမီးတူကပင်ပန်းခက်ခဲသောခွဲစိတ်ဆရာဝန်ဘုရားပိုင်ဆိုင်ထားသည်ဆိုတာဘယ်လိုများဖြစ်နိုင်မှာပါလဲ။ ပြီးတော့သူမကငယ်ရွယ်လွန်းသည်ဖြတ်တော့သောအသားရည်ကြောင့်သူမမှာပုံမငယ်နှုတ်နေတဲ့အောင်ထင်ရသည်သွယ်လျက်လျက်အလှနှင့်အမျိုးသမီးမှာသိမ့်မအောင်မြင်သောရှီဟောင်းယဉ်ကျေးမှုပစ္စည်းအယောင်းဆိုင်ပန်ရှင်တူသာဖြစ်တဲ့သည်ဟုထင်၏အော်ထိုင်မာဒေါက်တာဥဟန်တင်နေရာရောက်လာတဲ့စာဂျင်ထင်ပါရဲ့နော်မလိုအပ်ပါပဲမိခွန်းကထုတ်မိသေးသည်ဒီခါစစောကပင်ဖြော့သည်ထင်မိသောမျက်လုံးများကဆူရှလင်းလက်လာခဲ့ပြီဟုတ်ကဲ့ transfer order ပါပါတယ်။ကျင်းလင်းအေးဆေးသောအတန်ဖြင့်တုံ့ပြန်ခဲ့သည်။ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့ကမမျှော်လင့်ခဲ့ပါဘူး။ဘူရာကြီးမှာကြိုကြားဖို့တောင်တီယတာ staff နော်အီမီတို့ကစီစဉ်နေကြပါတယ်။တွေ့ရတာဝမ်းသာပါတယ်ဒေါက်တာ။စီယုံပြောင်းရွှေ့ရောက်လာတော့ဆရာဝန်ဆရာမဝန်တန်းများကိုကြိုဆိုနှုတ်ဆက်နေကြစကားများသာပြောနေရသည်။မျက်လုံးနှခမ်းရောင်ဖြော့ဖြော့ပါးပြင်နှစ်ဖက်တွေ့ကြကတော့ကမကင်းသေးဟန်နိုးလျမျက်နှာဖြင့် မျိုးသမီးငယ်ကိုသူ့စေယုံရဲ့ခွဲစိတ်ကုသခန်းထဲမှာခွဲစိတ်ခန်းဝင်ဝတ်စုံအစင်းရောင်ဝတ်စင်လည်းရှိမြင်မြင်အဖြစ်ကိုစိတ်ကူးကြည့်လို့ပင်မရနိုင်ခဲ့ပေ။ကဲကျွန်တော်တို့ကျွန်တော်စေယုံကိုလည်းဒေါက်တာမိတ်ဆက်ပေးရင်ကျွန်တော် staff တွေနဲ့ဒေါက်တာကိုတခါတည်းစုံပေးလိုက်တာပေါ့။သူကလက်ဆွဲတော်ဒုတ်ကောက်ကိုလှမ်းယူကအာယူထရက်ဖို့ကြိုးစားတော့သူမအံ့ဩရိပ်မပြပဲစိတ်ဝင်စားစွာသာလှမ်းကြည့်နေခဲ့လေ၏။ ောင်မြင်ကခင်ဦးငွေအကြောင်းသိရှိထားသလိုအောင်မြင်ရာဇဝင်ကိုလည်းသူမှသိရှိထားဟန်လေပဲခွဲစိတ်အထုကုဆရာဝန်တယောက်ကိုဒီမျိုးအစ်စ်မှာဘာကြောင့်ထားရှိရတာသူမှသိရှိထားခဲ့၍ပင်မြို့ကြီးများကိုရှောင်ခွာကဒီမျိုးလေးကိုရှောင်ယူထားခဲ့ပြီပဲကျမရောက်လာတဲ့အကြောင်းတည်င်းပို့ယုံပဲဝင်ခဲ့တာပါဆရာပြည်သားစုအတွက် စီစဉ်နေရာတွေလည်းရှိသေးလို့စေယုံကိုဂျူတီဝင်မှပဲလာပြရစေစေယုံမှာအင်ရမရလဲမသိသေးတော့ မြို့ထဲကတဲခုခမ်းမှာပဲခဏတဲနေပါရဲ့ဆရာအမျိုးသမီးရဲ့တီတီနဲ့ခက်ကင်းကင်းနေလိုဟန်အစီအစဉ်များကိုဥအောင်မြင်အနေငယ်စိတ်ပြက်မိတာဆေးရုံဟောင်းဝင်းထဲမှာဒေါက်တာအတွက်အိမ်ရှိပါတယ်ဥဟန်တင်နေခဲ့တဲ့အိမ်ပါပဲဒေါက်တာဆေးရုံကိုတစ်ချက်ကလေးပဲဖုန်းဆက်ခဲ့ရင်ကျွန်တော်တို့အားလုံးစီစဉ်နိုင်ခဲ့မှာပါအင်ရှင်နာဖို့ရေဖြည့်ထားပေးဖို့တွင်စီယုံကအလုပ်သမားလေးတွေကိုကျွန်တော်ခိုင်းလိုက်ပါမယ်။ညနေလောက်တော့ကျွန်တော်ဒေါက်တာကိုကားလွတ်ကြိုခိုင်းလိုက်ပါမယ်။ ဒေါက်တာနေလမှာတင်းလိုက်မယ်ထင်တယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဒေါက်ခင်ဦးတွင်ဆက်လက်ထွက်ခွာခြင်းတွင်မိုးဖွဲ့ဖွဲ့လေးကျနေခဲ့သည်။သူစည်းုံမှာစည်းုံကားကကိစ္စတစ်ခုဖြင့်မြို့ထဲရောက်နေခဲ့သည်။သူ့ကိုကြုံမြင့်အိမ်ကကလာဖို့ကနည်းနည်းစောနေသည်။ဒေါက်တာခဏလေးစောင့်လိုက်ပါလား။ခဏနေကျွန်တော်ကားလဲလာတော့မှာပါ။ကျွန်တော်လိုက်ပို့ခိုင်းလိုက်ပါမယ်။ရပါရဲ့ဆရာကလေးတွေမျောနေမှာဆိုလို့ ြောရင်ခင်ဦးနယ်ကသူမလက်ပွေအိတ်ထဲမှာခောက်ထီးလေးကိုထုတ်ယူလိုက်သည်။သူနှင့်သူမလက်ပွေအိတ်ထဲမှာလျှို့ဝှက်ချက်များကိုဥအောင်မြင်စောစည်းစွာတီးလိုက်ရလေသည်။ထီးကိုင်းလေးတွေနှင့်ညိကကစားစရာတန်မြားတန်းချွန်ချွန်လေးများကအရင်ကျလာခဲ့သည်။ပြီးတော့ရုပ်ပြစာအုပ်လေးကနှစ်အုပ်ဥအောင်မြင်ကတစ်ခုပြီးတစ်ခုကျလာသည့်ပစ္စည်းတွေကိုမျက်ခုံများမြင်၍ကြည့်လိုက်မိသည်ထင်၏။ဒေါခင်ဦးနယ်ကပထမဆုံးအကြိမ်ဖြင့်နူးညံ့စွာပြုံးခဲ့သည်။သားရီစီမှာတွေ့လို့တင်ထားလိုက်ရတာ ဒီများတန်လေးတွေကမျက်လုံးတွေဘာတွေထိခိုက်နိုင်တာပေါ့ဒါလည်းသူတို့မတွေးနေတွေးမိကြဘူးဆရာအပြောင်းရွှေ့နေဆိုတော့စာမကျက်ရတဲ့အရာတာကိုသူတို့ကသိသွားကြပြီလေသားတွေအကြောင်းပြောရင်နူးညက်တက်ဝင်လာတော့မျက်နှာကိုမြင်ရတော့သူတွေးပူပြီးမိတဲ့လောက်လဲစိတ်ုံအတွက်ရင်လေးစရာမရှိတမ်းရဟုဥအောင်မြင်တွေးထင်မိပြန်လေ၏ဒေါခင်ဦးနယ်ကတော့မြားချွန်ချွန်လေးများနှင့်ရုပ်ပြကိုပြန်ကောက်ယူထက်လျက်ဝှဖွဲ့ဖွဲ့အောက်မှပင်ထွက်ခွာသွားခဲ့တော်သည် ဒေါက်တာဦးအောင်မြင့်သည်စီယုံစင်ကြံတွင်ရက်တက်လျက်တည့်ရက်သောစီယုံဝင်းကိုငေးမောကြည့်ရင်ဒေါက်ခင်ဦးတွင်ရောက်ရှိလာခဲ့စဉ်ကိုပြန်လည်သတိရနေမိ၏မနက်ကခွဲစိတ်ခန်းတကားကိုအသာယာတွန့်ဖွင့်မိစဉ်မူယာတင်ရဲ့စကားသံများကိုသူကြားခဲ့ရသည်ခွဲခန်းထင်းမဝင်တော့ဘဲတိတ်ဆိတ်စွာသူပြန်ထွက်ခဲ့သည်နော်အေမီကတဆင့်မူယာတင်ပြဿနာရှာဖွေနေသည်များကိုသူကြားသိနေခဲ့ရသည်မမအပေါ်ဘာမကြေလဲနေတာလဲကျမလည်းမစင်စားတတ်တော့ဘူးဆရာ မမကလည်းညင်နေတော့ဂျားထဲကကျမဖြင့်ဥရားတယ်တဆိတ်ရှိမမကိုရေးကိုတာကိုပဲတိုက်ခိုက်နေတော့တာတခုတော့ရှိတယ်သူကလမ်းမတော်မှာမမစိတ်ခန့်နဲ့သုံးလေးအိမ်ကြုံမှာဖွင့်ထားတော့အဲ့ဒီမှများပြဿနာရှိလားမသိဘူးမမက AS ဆိုပေမဲ့ specialist ပဲသူနေရာထားတက်ရမယ်လေသူကျမတို့ ward ကိုရောက်လာမှတောင်ကြောက်တယ်ဒေါ်မူယာကလည်းတက်တာလို့ OPD မှာနေရတာကြိုက်မှာပါ ူ့ကိုဝတ်ထဲမပို့ပဲ OPD မှာပဲထားရင်မမနဲ့လည်းတိတ်တွေ့စရာမရှိတော့ဘူးပြဿနာလည်းမရှာဖွေနိုင်တော့ဘူးအဲ့ဒီလိုဆိုရင်မကောင်းဘူးလားမကောင်းဘူးဥအောင်မြင်စိတ်ထဲကပြောလိုက်ပြီမယ်နှုတ်စိတ်နှုတ်ခတ်မစိတ်ပင်နေမိသည်နိုအီမီနှင့်သူကစေယုံတက်နီးပါတွေ့လှုပ်လာခဲ့ကြသူများဖြစ်သည့်စေယုံတွင်လူနေနေဖြင့်လုပ်ငန်းလေပတ်ကြအလင်းပင်ပန်းနေမဟုတ်ပဲအလုတ်လုတ်ကင်နေခဲ့သည့်အခါများစွာကိုတတိယနေမိကြလေသည် ဝီယာတင်တို့အလုပ်ဝင်စားဆရာဝန်တူဦးကိုပညာမတိုးသော OPD အပြင်လူနာဌာနမှကြီးချထားဖို့ကမဖြစ်နိုင်ပေသူ့ကိုချောင်ထိုးထားသည်လားဟုမမေးဝမဲနေမိသူမျိုးလည်းမဟုတ်ပို့လို့ပင်ပြဿနာကြီးမားလာနိုင်သေးသည်ဝီယာတင်ကို OPD မှကြီးပဲထားပြီးခွဲစိတ်ကုသဖက်မှသူ့ကဲ့သို့ပင်ဝါသနာကြီးလာနိုင်သည်ဝါသနာကြီးလှသည်ဥသက်ဆောင်တိုင်းကိုဒေါခင်ဦးမွေ၏ခွဲစိတ်ကုသဆောင်တွင်အစဉ်မြဲတာဝန်ချထားပေးလိုက်လို့ကအခြေအနေတွေပိုရှုပ်ထွေးမလာနိုင်ပေဘူးလား ။မူယာတင်ကသူ့အလိုလျောက် OPD မှာအစဉ်နေပြရစီတောင်းယူမဲ့အချိန်ကိုစောင့်နာကပိုအန်ဒီရဲ့ကင်းမြင်။ဦးအောင်မြင့်၏စိတ်တနေရာကနိုအီမီပြောသလိုစေခန်းချင်းရှင်ပြိုင်ကအထုကုနှင့်ပခုံးချင်းရှင်ချင်နာတွေထက်ပိုမိုတိမ်မွေ့သော ချင်းရတခုရှိနေမည်ဟုသိနေမိသည်။စီယုံအုပ်သက်ကြာရှည်လာတော့စီးုံကပြဿနာတစ်ခုခုရဲ့အနှံ့အသက်ကိုအလိုလိုသိလာသလိုမျိုး ခံစားမိနေခဲ့သည် သူလမ်းလျှောက်လာသည့်စင်းကြံတို့တစုံတူကရုတ်တရက်ချိုးကွေ့ဝင်လာခဲ့စဉ်ဥအောင်မြင်ဒုက္ကောက်လှမ်းစာထောက်လိုက်သည့်အခြေပင် ပြည့်ရင်းသွားချင်ရပြီ၏သူကသူမအကြောင်းအခုပင်တွေးနေမိသည်ခဲ့လေမင်းချင်းဆိုင်မှာရှောက်လာနေသူမှာလွန်ခဲ့သောလေးနှစ်ကလိုဖြော့တော့နန်းနေနေသောအမျိုးသမီးမဟုတ်တော့ပင်သူရှိတွင်တစားတစားရင့်ကျက်တင်ငင်ခဲ့ကပုံမလှပတင့်တယ်လာသောအမျိုးသမီးသူမထံတွင်တခါကတွေ့ခဲ့ဖူးသောတော့ကအရေးရောင် မလုံခြုံမရင့်မရဲရှိမှုအားငယ်မှုများမတွေ့နိုင်ခဲ့တော့တာကြာပြီသူမခြေလက်များကတိမ်မွေ့မြဲဖြစ်တော်လဲဝုန်းဝန်ဆာဆာရှိလာသည်ခွဲစိတ်ခန်းထဲမှာအတန်ကြာဖြုံးခဲရဟန်ဖြင့်နဖူးပြေပြေတွင်စံရွယ်များကချွေးစများဖြင့်ကန့်ညိလျက်အာယုံစုစည်းစွာအလုပ်လုပ်ခဲ့သည်မူသူမနှုတ်ခမ်းပားပြင်တို့တွင်သွေးရောင်လွှမ်းကနေပြေပြေသူမဝစ်စင်ထားသည့်ကြက်သွေးရောင်ပါတိတ်စင်ဝစ်စုံနှင့်အပြိုင်လိုက်ဖက်နေခဲ့သေးသော တွေးတောလာဟန်ဖြင့်မျက်မှောင်ကျုပ်ထားသောမျက်ခုံးနှစ်နှစ်များကိုဥအောင်မြင်အားလှမ်းမြင်လိုက်စဉ်ခဏဖြေလျှော့သည်။သူမမျက်လုံးနှင့်နှုတ်ခမ်းများတွင်အပြုံးရိပ်တစ်ခုထက်ကနန်းထင်လာခဲ့သည်။သူကအနေငယ်မျက်နှာထားမျက်နာထားရခက်စွာဒေါခင်ဦးနှွေတို့လှမ်းပြုံးနှုတ်ဆက်လိုက်ရလေသည်။စင်းကြံချိုးကွေတွင်ဥအောင်မြင်ကို မမကြီးမြင်လိုက်ရတော့ခင်ဦးနှွေရှောင်းတိန်ဖို့နောက်ကျသွားခဲ့ပြီပင်။ခန်းစားထိခိုက်မှုကိုတိုသိပ်သော ကျင့်သားရအပြုံဖြင့်နှုတ်ဆက်ရတော့သည်ပေးရှင်းကရှော့ရနေပေမဲ့အထဲကအခြေအနေကတော့ထင်သလောက်မစိုးပါဘူးဆရာသူမကအလုပ်ကြောင်းပြောပေးမယ်ဥအောင်မြင်ကအကြောင်းအရာနောက်တော့လိုက်ပါလာခြင်းမရှိခင်သူမကသာစူးစမ်းစွာကြည့်နေခဲ့ပြီးတော့ဤခဏကြာမှအတိဝင်လာသလိုအကြည့်တို့ကိုလွှဲဖယ်ရင်ကျွန်တော်ကဥသက်စော်နိုင်ဖွင့်လိုက်မယ်ထင်နေတာဒေါခင်ဦးလွယ်သူတို့ကိုလည်းလွှဲပေးဖို့ကောင်းပြီတယောက်တည်းဒိုင်ခံလုပ်နေရင်တော့သီယတာထဲကထွက်ရမှာမဟုတ်ဘူး ဦးသက်စောနိုင်ကညကနိုင်ဂျူတီမို့အင်ခဏပြန်သွားလိုက်တယ်ကိစ်က သူပြီးသူသွားပြီးမှရောက်လာတာပါဆရာဆာဂျင်သီယေတာဟဲကမထွက်ရတာလဲတိတ်တော့မဆမ်းပါဘူးဆရာရဲ့ဒေါခင်ဦးနွေရေမောပြောဆိုလိုက်ပေးမယ်ဦးအောင်မြင်ကတော့အတွေးနဲ့နေဟန်ဖြင့်ပြုံးယုံတာဒီအချိန်လေးကိုခင်ဦးနွေစိတ်ချင်းကြက်ပြီးတော့ဒီဒီစဉ်ဦးအောင်မြင်ရဲ့စနီပစ်ကပ်ပြားလေးစီယုံဝင်းထဲသို့မောင်းဝင်လာခဲ့သည်ဒေါခင်ဦးနွေတခါတည်းလိုက်ခဲ့လေကျွန်တော်ဝင်ပို့ပေးခဲ့ပါမယ်နေပါစေဆရာ လမ်းလျှောက်ရင်းပြန်လာရင်ခဏလေးရောက်သွားမှာပါညနေတော့ကျမအိမ်မှာနားပြရစေခုတလောသီယတာဖွင့်ရတာရက်ဆက်လို့ဖြစ်နေလို့လူလဲအမဝင်တော့ဘူးဖြစ်နေတယ်ဆရာကြီးရပါတယ်ဒါကြောင့်ကျွန်တော်ပြောတာဥသက်စော်နိုင်တို့ဒေါ်မူယာတင်တို့ကိုလွှဲအောင်လို့ဒေါ်ခင်ဦးတွေပြုံးလျက်ခေါင်းညှိရင်လန့်ထွက်ခဲ့စဉ်စင်းကြံလေးတို့ချုပ်ကွေဝင်လာတော့မူယာတင်ကိုလှမ်းမြင်ရသည် တစ်ဆက်တည်းလှမ်းပြုံးနှုတ်ဆက်ရလေသည်သူမဆေးရုံဝင်းကျဲထဲမှမထွက်နိုင်သေးမီကားလေးကဥအောင်မြင်ကိုကြိုလျက် ူမအပါမှဖြတ်ကျော်မောင်းမြင်သွားခဲ့သည်ကာရှိခန်းတွင်ဥအောင်မြင့်နှင့်အတူထိုင်၍လိုက်ပါသွားသောမူရတင်ကခင်ဦးွယ်ကိုလက်ပြနှုတ်ဆက်သွားခဲ့သည်ခင်ဦးွယ်ကခေါင်းဆက်ပြန်နှုတ်ဆက်ရင်းနှုတ်ခမ်းဖြားလေးကော့ယုံတာပြုံးဖြစ်မိခဲ့လေသည်စီယုံအဝင်ခေဝါရှိရဲရဲနေအောင်အပွင့်စင်ထားသောစိတ်မင်းမြင့်ကြီးနောင်အောက်ကဖြတ်တန်းကကားပြားလေးကမကြီးတန်းလမ်းလေးပေါ်သို့တက်သွားခဲ့လေသည်ရုတ်တရက်အာအင်တွေကုန်ခန်းသွားတော့သလို ခံစားမိက လမ်းလျှောက်ဖို့အတွေးကိုစွန့်လွတ်ပြီးစိုက်ကားဒဇင်းတလီဖြတ်လာကိုစောင့်ဆိုင်နေမိသည်ဒီနေ့မှစိုက်ကယ်ကိုယူမလာဖြစ်ခဲ့ပင်ချေအောက်မှာအနီပွင့်ဖက်လွှာတွေခင်းကျင်းပေးထားသောစိမ်မန်းမြင်ညီနောင်တို့ခင်ဦးနယ်မုံငေးကြည့်နေမိလေသည်စိမ်မန်းမြင်တပင်လုံးစိမ့်ရွက်မမြင်ရပင်လုံးညှို့ပွင့်နေလေသောစိမ်မန်းပွင့်တွေဖြင့်ရဲသွေးဆင်နေတော့သည်သူမရောက်စကဒီစိမ်မန်းမြင်ညီနောင်မှာပူပူလေးတွေရှိသေးသည်ခုတော့ပင်လုံးကျွတ်စိမ်မန်းပွင့်ညီရဲရဲတွေဆင်နေ လောကကြီးကို စိန်ခေါ်နေတော့သည့်အလားပဲဒီစိမံပင်လေးတွေလိုနှစ်ကာလအချို့ကိုခင်ဦးတွေလည်းဖျက်တမ်းခဲ့ရသည်မြေလက်ပြည်သူစေယုံလေးတို့အလုတ်စင်အလုတ်ပြန်ရင်စိမံပင်လေးများကိုအမှတ်မထင်ဖျက်တမ်းလာခဲ့သည်မှာလေးနှစ်ပင်ပြည့်လွန်ခဲ့ပါပြီကောလောကရန်ကိုကြံ့ကြံ့ခံရင်ဆိုင်တော့ကများကိုအလုတ်တွေဖြင့်အနိုင်ယူရင် အောင်မြင်မှုနှစ်ပိုင်းခြားသို့အချိန်စောစီးစွာကပင်ရောက်နိုင်ခဲ့ပါလျက်ခင်ဦးနယ်ရဲ့တဘဝတဖွဲ့ဖြစ်သောအလုတ်ခွင်တွင်အစင်မပြေလာသည့်ဒီအခိုက်အတန့်တွင်မူခင်ဦးနယ်အာရုံချင်လာခဲ့သည်မြေလက်မြို့မှာအခြေချကအစအစအစင်ပြေနေခဲ့ပေမဲ့လေးနှစ်ဆိုတာမနေတော့ပါဘူးလေပြောင်းရွှေ့ခွင်တွင်ရှောက်လွှာတင်မယ်ဆိုရင်စဉ်းစားပေးကြတော့မယ်ထင်ပါရဲ့ဟုတွေးမိစပြုလာခဲ့ပြီပင် ဒီစိတ်မင်းမင်လေးတွေအ ਨੇ ဆုံးအငယ်ဆုံးအရွယ်မှာတော့ຫນွေကမြေလက်တို့မရောက်ခဲ့သေးပြီရန်ကုန်ပြည်သူစည်းရုံးကြီးတွင်လက်ထောက်ဆရာဝန်ဖြစ်တာရှိသေးသည်ကိုးနှစ်သားအရွယ်တာကြီးစီသူကခင်ဦးຫນွေရဲ့တိုင်ပင်ဖို့ပြီးအရွယ်နဲ့မမျှအောင်တိခဲ့ရသောအတိတွေကြောင့်စီသူရဲ့မျက်လုံးလေးများကဝန်းဆက်ကဆူရှလှပနေသည်လားမပြောတတ်ပင်မိမိနဲ့သားတို့ဟာတားဖိဖိအတူနေလို့မဖြစ်နိုင်တော့ဘူးတားဖိဖိနဲ့အတူတူနေလို့မဖြစ်နိုင်တော့ဘူးတခြားစီနေရတော့မယ်ဆိုတာတားနာလေလားဟင် စီတူရဲ့မျက်လုံးဝိုင်းဝိုင်းလေးများကခင်ဦးနွယ်တို့မော်ကြည့်နေရှာသည်တခါကသူ့ရှိမှကျင်နာပျော်ရွှင်ခဲ့သောဖေဖေနှင့်မေမေကိုသူမြင်ရောင်ရှာလို့နေသလားသူချက်သောမေမေသူချက်သောဖေဖေအကြောင်းကိုဒစိမ့်တယောက်အကြောင်းလို့ပြောပြနေတော့သူ့နှလုံးသားငငယ်လေးထဲမှာကြေကွင်းစွန့်နေရှာလိမ့်မလားဒီတစ်ကြိမ်ဘာစကားမှပြောမထွက်တော့ပဲသားကိုဖက်၍မျက်ရည်ကျချင်းနဲ့ပြီးဆုံးစေလို့တော့မဖြစ်ဘူးဟုခင်ဦးနွယ်ဆုံးဖြတ်တာခဲ့သည်ဖေဖေပဲမှာပဲနေနေ သူကသားတို့ရဲ့ဖေဖေပဲသူတို့ကိုသူဘယ်လောက်ချစ်တယ်ဆိုတာလဲသားတို့အသိပါပဲအကြောင်းတစ်ခုကြောင့်သားတို့နဲ့ဖေဖေအတူမနေနိုင်ပေမဲ့သားတို့ကိုတော့သူကချစ်ပါတယ်ဖေဖေအကြောင်းတစ်ခုဆိုတာကိုပွင့်လင်းစွာ ပြောပြဖို့သားကငယ်လွန်းနေခဲ့သည်သို့တော့ဖေဖေနဲ့မေမေပြက်စဲကြတော့မှာကိုပြောတာလားမေမေခင်ဦးနယ်ထင်ထားသည့်ထက်ကိုနှစ်ရွယ်သားကရင့်ကျက်နေခဲ့ပါဘကော စိတ်သူပခုံးလေးကိုလှမ်းပွေဖက်မယူမိလျောင်ခင်ဦးမယ်စိတ်ချုပ်တည်ရင်ခေါင်းငိမ့်ပြလိုက်မိလေသည်ညီသူကရောသားတို့နဲ့နေပါလားမေမေစိတ်သူကဘောလုံးလေးကိုလွတ်ထွက်သွားမည်ဆိုသလိုတင်းကျပ်စွာပိုက်ထားရင်မေးလာခဲ့သည်သူမျက်လုံးဝိုင်းလေးများကမလှမ်းမကမ်းမှအထိတ်နှင့်ကစားနေသောနှစ်နှစ်အရွယ်ညီလေးညီသူကိုလှမ်းကြည့်နေခဲ့သည်ခင်ဦးမယ်ကခေါင်းငိမ့်ပြလိုက်တော့ဒါဆိုလဲပြီးတာပဲရှုပ်ထွေးဝေခွဲမရသောမျက်နှာလေးနှင့်ပင်ညီလေးညီသူစီပြေးသွားခဲ့တော့သည် တားကြည့်ပြင်းအရွယ်ရောက်လာတော့အခါခင်ဦးနယ်ကိုနားလည်နိုင်ပါစေအဝေးကြည့်ဖြင့်မြင်ကောင်းမြင်နေကြမည်ပညာတတ်မိမတယောက်ဖြစ်လို့အိမ်ထောင်ရေးမှာတိခန့်ခွင့်လွတ်စိတ်မရှိ အတ္တမာနချင်းပြန်ခဲကြတာမျိုးမဟုတ်ဘူးဆိုတာတိတ္တဆအရွယ်ဖြစ်တဲ့တားကမှတ်မိနားလည်နိုင်ပါစေဟုတားနောက်ကြောလေးကိုငေးကြည့်ရင်ခင်ဦးနယ်ဆုတောင်းခဲ့မိ၏ညီသူကတော့ဘာမှမသိတတ်သေးသူ့ဘဝအစမှာ သူ့ဖေဖေကပျောက်တိပျောက်ကြတာပေါ်လာတတ်ခဲ့သည်ညီသူလေးကိုခင်ဦးနယ်လွယ်ပိုက်ထားစဉ်ကာလ သူ့ရဲ့ဇက်လန်အချို့ကိုကြားသိလာခဲ့ရသည်တောကမီးရှိန်တင်းကြီးဖြင့်ရင်ထဲပူပြင်းလောင်ကျွမ်းလျက်ကနှစ်ဖက်မိဘသဘောမမျှနိုင်သေးတဲ့စေးကြောင်းသားအရွယ်ကလေးကတိဆောက်ခဲ့တဲ့အိမ်ထောင်တစ်ခုအချစ်တစ်ခုပဲလေပြည့်ရင်းလွယ်ဖို့မဖြစ်နိုင်ပါဘူးစိတ်ထဲမှာထင်မှတ်ယုံကြည်မိခဲ့သည်ညီညီသူလေးကို မွေးဖွားဖို့နှစ်ပတ်အလိုမှာသူအိမ်ကထွက်ခွာသွားခဲ့သည်ညီသူ့ကိုမွေးတော့ညီသူဖေဖေမရှိခင် ညီသူမမေကခန်းစားနာကျင်နာရောရင်ထဲနာကျင်နာရောယောဂမျက်ရည်သာကြိုက်နေခဲ့မိ၏။တငယ်ချင်းများကကလေးကိုဆွဲထုတ်ကူဖို့ညက်တွေလေးစုပ်ကရိယာတွေပြင်ဆင်ထားဆဲမှာပင်ညီသူလေးကခင်ဦးတွေစိတ်ပြတ်နေပြီးတော့လောကကြီးထဲသို့အလွန်လွယ်ကူစွာတိုးထွက်ဝင်ရောက်လာခဲ့တော်သည်။ညီသူတလှသားအရွယ်တွင်မှသူ့ကိုခင်ဦးတွေပြန်လည်မြင်တွေ့ရသည်။ခင်ဦးတွေကသားငယ်လေးကိုခေါင်းတစ်ဖက်စောင်းအောင်ငုံကြည့်ပြုံးမျက်ရည်ဝဲနေမိခိုင်သူနှင့်တငယ်ချင်းများအခန်းဝတွင်ရပ်လာကြလေသည်။ သူ့ကိုမြင်လိုက်ရတော့တားငယ်ကိုပွေ့လျက်သားခင်ဦးနယ်ထားရမိခဲ့သည်သူ့ရဲ့အကျဉ်သူ့ရဲ့အကျဉ်နာအချက်အယူရတွေကိုတတိယစွာရင်ထဲနှွေးထွေးလျက်သူသည်ခင်ဦးနယ်အတွက်ညှော်လင့်တက်မှတ်ဖို့ကောင်းစေဟုတီလိုက်ရမိသည်သူမကိုယ်တိုင်သူ့ကိုပြန်လဲဖြောင်းဖြားခေါ်ယူပေးဖို့တငယ်ချင်းတွေထံမှာတောင်းပန်ပြောဆိုခဲ့သည်များကိုမေ့လျက်ဇနီးနှင့်သားတွေထံပြန်လာသည့်စွန့်ဝန်သူသူရဲကောင်းကြီးတပါးလိုနှစ်သိမ့်အားရကြိုဆိုမိခဲ့ရသည် မလွတ်လပ်သူတူအဖြစ်နဲ့ညင်းပယ်ခံခဲ့ရရတာသူဝမ်းနေစွာထွက်ခွာလာခဲ့တာမကြမီခင်ဦးွယ်တိခဲ့ရလေသည်ခင်ဦးွယ်ရင်မှာနာကျင်စွာထိခိုက်ခံစားရခဲ့ပါသည်လေတနှစ်ကျော်ကာလမှာပြုံးမဲ့ချင်းဖွဲကာလတစ်ခုပြီးစကားစစ်ထိုးရံပွဲဖွဲ့မိသောစကားမပြောဘဲတိတ်ဆိတ်ဖဲခွာနေမိခဲ့သောနှစ်ယောက်ပြိုင်ပောက်ကွဲခဲ့ကြသောတယောက်ထဲလဲပောက်ကွဲနေမိခဲ့သောအကျိန်တွေများစွာရှိခဲ့သည်အခါများစွာဖျားသွာကြောင်တက် ပြုမိခဲ့ကြသည်အခါများစွာအလှူမင်္ဂလာပွဲများသို့အတူတက်ရောက်ဖြစ်ဖို့စူးစမ်းခဲ့မိကြသည်သူတို့နှစ်ဦးရဲ့၁၀နှစ်မြောက်မင်္ဂလာနေ့မှာတငယ်ချင်းများကမင်္ဂလာဆုတောင်းလှတဲ့သတင်းစာထဲမှာထည့်ပေးခဲ့ကြ၏နှစ်ဖက်ဆွေမျိုးများရဲ့ရင်ကြားစေးမှုအောက်မှာဒီလင်းဒီမယာအိုအောင်မင်းအောင်စုပေးတဲ့များကျိန်ဖန်များစွာ나ယူနာခံယူရင်းမျှော်လင့်ခဲ့ရပြီဒီတော့ဒီစုပေးတဲ့မရောက်မီသူကထားရဲ့နှုတ်ဆက်လိုက်တဲ့လေ ထိုင်နေစေဖြစ်သောခင်ဦးနှွယ်ကိုလည်းနှုတ်ခမ်းနေကော့ယုံပြုံးချင်လာမိစေခဲ့လေသည်။အိုအောင်မင်းအောင် ပေါင်းရဖို့ဆိုတာရှိပါစေတော့။ထိုတစ်နှစ်ကျော်ကာလမှာခင်ဦးနှွယ်ကိုများစွာရင့်ကျက်လာခဲ့စေလေသည်။ဇနီးတယောက်ရဲ့တိတ်ခါအိမ်ဒီမာနအလုံးကြဆုံးစေခဲ့သည်။သူ့ထံမှာအတနာခံစားတင်သွင်းနေမိခဲ့သော ကာလများပါပဲလေ။နောက်ဆုံးတွင်စားသူမရှိတဲ့ညစာထမင်းပွဲများအပြစ်မြင့်သောအကြည့်များ ခင်ဦးနယ်ပါဝင်နေသောသူ့ဘဝတစ်ခုလုံးကိုပါညီငွေဆက်ဆုပ်နေလေဟန်သူ့အမူအရာများကခင်ဦးနယ်ကိုစဉ်စားဆုံးဖြတ်လာစေခဲ့သည်ကိုစီထိခိုက်ခံစားမှုတွေသာနစ်မျောနေကြသောဖေနှင့်မေရဲ့ဥပိ္ပခာအောက်မှာမျက်စိတငယ်နားတငယ်သားတွေရဲ့အဖြစ်အားလုံးတို့ထက်ခင်ဦးနယ်ရှင်မှာနာကျင်ခံခဲ့စေသည်ကစေချောင်းသားအရွယ်ကလေးကရုန်းကန်တိဆောက်ခဲ့သောဘဝတစ်ခုကိုတိဆောက်မှားမိအောင်အချစ်စစ်ကိုတွေ့ပါမှလွတ်လပ်သူမဟုတ်လို့မဖြစ်နိုင်တော့တဲ့ဘဝမှလေးဟု ရွမ်းဆွေးတန်းတသောသက်ပြင်းနွမ်းတွေဖြင့်အစဉ်ပူဆွေးရိပ်တန်းနေသော သူ့ဖြစ်ကိုခင်ဦးနယ်နေ့စဉ်မြင်တွေ့ရနေခြင်းပင်သူ့ဘဝထဲမှာခင်ဦးနယ်တို့သားအမိတွေအတွက်နေရာမရှိဘူးဟု သိမြင်လာခဲ့ပြီးသောအခါတွင်တော့ခင်ဦးနယ်ကသူ့ကိုအနုညွတ်ပင်ဆွလွတ်ခဲ့ပါသည်ခိုးစားနေရစဉ်တိတ်ချုံမြိန်လှတဲ့ဆိုသောတစ်တီးကိုပွင့်လင်းစွာစားသုံးကြည့်စေဖို့ခင်ဦးနယ်ကအသာတကြီးခွင့်ပေးခဲ့သည်ပဲဆိုပါတော့လေ